ာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါ။တနင်္ဂနွေတာသမီတွေအတွက်28ရက်17လ2025မှာ3ရက်17လ2025ဒီအတွက်ဖြစ်ပါတယ်။ဒီချိန်မှာတနင်္ဂနွေတာသမီတွေရဲ့ရင်ထဲမှာကိုယ့်ရဲ့မိသားစုဘာယာချမ်းပြေွယ်ပျော်ရွှင်စရာကောင်းသောမိသားစုဖြစ်ဖို့အဲ့လိုအကြောင်းအရာကနေရာထိုင်ခင်းနောက်တစ်ချိန်အတွက်ကိုကြာကြာနာနာစီမံခန့်ခွဲဖို့အဲ့လိုဥတီချက်ရည်ရွယ်ချက်အကြောင်းတွေကို ရင်ထဲမှာစဉ်းစားကြည့်တော်နေပါတယ်။မျောလေတောင်းတရည်ရွယ်ချက်ကတော့သားသမီးတွေအတွက်နေရတဲ့သူတွေအတွက်ချို့ချံဖို့ချွေတာဖို့စူဆောင်းဖို့တတလုံးမျိုးသိထားတဲ့ကိစ္စတွေအချက်တကွဲချိုးနှံမဖြစ်ဖို့ကိုလည်းဒါအဲ့ဒီနှစ်မျိုးသလုံးကိုဒါကိုယ့်ရဲ့ရင်ထဲမှာမျောလေတောင်းတနေပါတယ်။ချို့ကြမ်းမဲ့ချွေတာမဲ့စူဆောင်းမဲ့ဆိုတဲ့စိတ်ကလည်းရင်ထဲမှာယာကင်လုံးအပြည့်ရှိနေပါလေ။ဒီချိန်မှာမမျောလင်မဲ့တင်းငွေသားသမီးတွေဘယ်လိုဟာမှုကြုံမလဲ ေးကြံကြအချက်သေးတွေချုပ်တွေ့ရတတ်တယ်အေးမဝတဲ့အဖြစ်မျိုးအိတ်မပြောတဲ့အဖြစ်မျိုးစိုးရိမ်စိတ်တွေများပြီးတော့ကိုယ်မှာရောက်ရခံနေတာမျိုးအဲ့ဒါလိုအတွေ့မျိုးတွေနဲ့ခြာလက်ပတ်လဲရမ်းနေတတ်တယ်လို့ပြန်လာပါတယ်စိတ်ညစ်စရာအနေနဲ့ကတော့တနင်္ဂနွေသားသမီးတွေမှာစိတ်ညစ်စရာကတော့မိမိကိုချုပ်ချယ်မှာအပြစ်ပြောမှာမလုပ်ချင်တဲ့အလုပ်တွေကိုရက်ရှည်လာများလုပ်ရမှာ အတလို့ဟာမှုတွေကြောင့်ကိုယ်မှာစိတ်ညစ်မှုတွေဖြစ်ပေါ်နေရတတ်ပါတယ်။အောင်လန်းအတက်စိုးတက်အတလို့ဟာမှုတွေနဲ့ကိုယ်ပြူစားမှာနှောက်ရှက်မှာအတလို့အတွေးမျိုးတွေကြောင့်လည်းကိုယ်မှာစိတ်ညစ်နေရတတ်တယ်။အဲ့တော့ဒီချိန်မှာမကောင်းတော့အတက်ပညာမျိုးတွေနဲ့ကိုယ်ကိုပြူစားခြင်းနှောက်ရှက်ခြင်းစိတ်နှောက်ရှက်ဖြစ်စရာတွေတို့ပြတတ်ပါလေဗျ။ဒီချိန်မှာငွေရတဲ့အနှင်းငွေသားသမီးတွေကစားတာမှာအချစ်စစ်ချင်းမှမေတ္တာစင်မေတ္တာမှမဟုတ်ဘဲနဲ့ တက်တဲ့မဲ့ဒုက္ခပေးခြင်းတွေကြုံတွေ့ရတတ်ပါတယ်။အဲတော့ဒီချိန်မှာတင်းငွေသားသမီးရအခြေရင်းနဲ့ပတ်သက်ပြီးကံခေတတ်တယ်ဗျာ။ကိုချစ်သလောက်ပို့ပေါ်ဘူး။မေတ္တာရောင်းမပြန်တာမျိုးလှဲ့စားတာလိန်ညာတာအဲ့ဒါလိုဟာမျိုးတွေခံရတဲ့အပြင် ပြဿနာတစုံတရာကြားမှာကိုကပဲလို့ကြစားညက်တကယ်သူပဲခံစားရတဲ့တွေ့ကြုံရတတ်တယ်။အဲ့ဒီအတွက်ကြောင့်ပြဿနာ သူများတားဟုတ်ရအောင်လက်ဝင်မရှိပါနဲ့လို့အကြံပေးကြပါလေငယ်ရွယ်တဲ့တနင်္ဂနွေကောင်းပြီများအဲ့တော့အမှုခင်းပြဿနာနေနဲ့လွတ်အောင်နေပါမလွတ်လို့ရှိရင်မလွတ်ဖဲနဲ့ကိုကဝင်ပါမင်းကိုပါအဲ့ဒီပြဿနာလေးရောရွှေရောထွေးတာမျိုးလေးဂျုံတွေရတတ်တယ်အိမ်အောင်ရှင်တနင်္ဂနွေသားမိများဖို့ကတော့စိတ်ညစ်စရာပူပင်တော့ကဘလောက်ပဲများများအဲ့ဒီဟာတွေအကုန်လုံးစကင်းစင်ပတ်ပြောက်သွားလိမ့်မယ်အဲ့တော့ဒီချိန်မှာစိတ်ညစ်စရာတွေကျမ်းမာရေးအတွက် နောင်ရေးအတွက်အိမ်နောင်ရေးမပြေလည်တဲ့ကိစ္စစီးပွားရေးမပြေလည်တဲ့ကိစ္စအဲ့လိုဟာမျိုးအဆရှိတဲ့စိတ်ညစ်စရာပေါင်းစုံကိစ္စဒီချိန်နဲ့စတင်ပြီးတော့အန်အော်လောက်အောင်ကိုပဲထူးထူးဆန်းဆန်းကိုပဲအကောင်းဘက်ကိုပြောင်းသွားလိုက်မယ်လို့ပြထားပါဗျာအဲ့တော့အိမ်တော်ကြီးตายာနေတဲ့သူတွေကတော့တတိထားပါဘုံကနေဆိုအဆိုးဘက်ကိုရောက်ပါတတ်တယ်เนาะကဲအဲ့တော့တယောက်နဲ့တယောက်မြစ်တာထားဖို့အရေးကြီးပါတယ် သူခံစားနေရတာကိုလည်းသူဖြစ်နေတာကိုလည်းကိုကနားလဲပေးခွင့်လို့ပေးသီးခံပေးရင်တော့အဲ့တော့တနင်္လာသားသမီးတွေအိမ်အောင်ကြီးလည်းตายရမယ်အဆင်ပြေပါလိမ့်မယ်နော်ဓိဝသနာပါလို့ထီထိုးခြင်းနဲ့တနင်္လာသားသမီးများဖို့ကတော့ကိုအနီးနားမှာအရန်စီးပွားရေးပြည်လည်နေသောအမျိုးသမီးတယောက်အရန်လှပနေသောအမျိုးသမီးတယောက်ရဲ့ဖုန်းနံပါတ်နောက်ပိတ်ဆုံးအလုံးများကိုအတိတ်နမိတ်ကောက်ခြင်းအဖြစ်ကိုအတွက်အချိုးပေးသောဒီကနန်းအဖြစ်ပြောင်းလဲသွားပါလိမ့်မယ်ကဲညံတာလေးပြပြောက်ပြီး ခေါင်းချိုချမ်းသာရရှိဖို့ရည်ရည်အအနေနဲ့ကတော့တန့်ရှင်းတဲ့နေရာဝင်မြတ်သောနေရာမှာကိုယ့်ရဲ့ဝင်ငွေမှုဘူးစသည်အားဖြင့်အဲ့ဒီထဲရနေပြီးတော့ကိုတက်နိုင်သမျှလှူဒန်းပေးလိုက်ပါဝင်မြတ်သောနေရာမှာလှူဒန်းပေးလိုက်ပါအဲ့ဒါလို့လှူဒန်းခြင်းအားဖြင့်ကိုယ်ရဲ့လက်လက်လာပါရွှေလမ်းမဲ့အညံ့နေအားလုံးနဲ့ပြေပြောက်သွားပါလိမ့်မယ်လို့ပြောရင် ကျွန်တော်ရဲ့တပတ်စာပေးတဲ့ဟောပြောမှုကိုဒီမှာပဲတင်းငွေသားသမီးတွေအတွက်ဒီကိုချုပ်ပြရစီတင်းငွေသားသမီးရောက်တဲ့ရောက်တဲ့ချမ်းမာချမ်းသာလိုအပ်ဆန္ဒပြည့်ဝပါစေရဲ့လို့ဆန္ဒပြုမေတ္တာပို့ပါတယ်ကျွန်တော်ကြော်စင်ဟိဖန်ပါတင်းလာသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါတင်းလာသားသမီးတွေအတွက်28ရက်17လ2025မှာ3ရက်17လ2025ဒီပဲဖြစ်ပါတယ်တနင်္လာသားသမီးတွေရဲ့ညနေမှာမိသားစုလိုက်ပြီးတဲ့ကောင်းတဲ့နေရာကိုရွှေ့ပြောင်းဖို့သွားလာဖို့အန္တရာယ်ကင်းဖို့ ရေရှည်အတွက်အနောက်ရှက်ဘောင်းဆောင်ကနေလွတ်မြောက်အောင်လှုပ်ဖို့ကိုအခုရှင်းလင်းမှာစဉ်းစားကြည့်တော်နေပါလေ။ညော်လင်တောင်းတာရည်ရွယ်ချက်ကတော့လုပ်ငန်းတစ်ခုဝင်ဝင်တစ်ခုနဲ့နေရာထိုင်ခင်းကောင်းသေးရရှိအောင်ဝင်ဝင်တစ်ခုအမျိုးအစားနဲ့ကိုယ်ဘဝပြည်လည်အောင်အဲ့ဒါလိုမျိုးလေးရေရှည်အတွက်ရည်ရွယ်ချက်ကြကြနာချပြီးတော့အောင်မြင်အောင်လုပ်ဖို့ကိုဒါညော်လင်တောင်းတာနေပါလေ။မမျော်လင့်မဲနဲ့ဘလို့အောင်မို့ကြုံမလဲ။ ဝင်ဝေကောင်းအကြံဉာဏ်ကောင်းတွေရရှိလာလိမ့်မယ်။ကံတရားကကိုယ့်အတွက်မျက်နှာစာပေးပြီးဒီကာလမှာတရဏသာသမီတွေကငွေချင်းနဲ့ပတ်သက်ပြီးသူမတူအောင်ဝင်လာလိမ့်မယ်။ကံကောင်းခြင်းဆိုတဲ့ကံကောင်းမှုတွေတရဏသာသမီတွေကိုဘုံမှာတည်းရဲ့ကြာရောက်လာတာပါလေ။အဲ့တော့ဘာပဲလုပ်လို့ကံကောင်းလာပါလိမ့်မယ်။မြေကြီးကရွှေသီးတယ်ဆိုတဲ့ကံစားတာပါပဲ။တရဏသာသမီတွေမှာကဲ ောက်ထပ်စိတ်ညစ်စရာတွေဘာတွေရှိသေးလဲဆိုလို့ရှင်ဝင်သမျှဝင်ငွေအခက်မတင်တာမစူဆောင်းဝေးတာစူဆောင်းနိုင်စွမ်းအင်အားကိုမှမရှိတာစီလိုအပေါက်ရှာပြီးတော့ငွေကုန်ထိကျမှုတွေများတာအဲ့လိုမျိုးဖာမျိုးတွေကြောင့်စိတ်ညစ်စရာတွေချုပ်ပြရတတ်ပါတယ်ကံတရားကမျက်နှာစာပေးတယ်ဒါပေမဲ့ကိုကမလုပ်တတ်ဘူးညံ့မရှိဘူးအဲ့ဒီအတွက်ကြောင့်ကိုကိုကိုပဲ ထွက်ပြီးတာပဲ။ကြောင်းစိတ်ကြီးပြန်တယ်။ဒေဝရတနင်္လာသားသမီးတို့ရဲ့ကန်စာတာမှာဆိုလို့ရှိရင်တော့ဝမ်းနည်းစရာစိတ်ညစ်စရာပုံမှန်ဒုက္ခဖြစ်စရာခဏခဏကြာရောက်လာတတ်တယ်။အဲ့တော့ဒီကာလအတွင်းမှာချစ်ချင်းမြတ်တာအတွက်အောင်မြင်မှုအတွက်ကိုယ့်ရဲ့ရည်ရွယ်ချက်ရည်မှန်းချက်ပန်းတိုင်တွေအတွက်ကိုအလဟဒဖြစ်ပြီးတော့စိတ်ညစ်ပုံမှန်ပုံဖြစ်နေရတတ်ပါလေ။အချီးရင်မှာဆိုလို့ရှိရင်လဲကိုယ့်ရဲ့မျော်လင့်တယ်လို့မျိုးမဖြစ်တဲ့ဆိုတဲ့အတွက်ကြောင့်ရင်ခွဲပက်လက်ဆိုတဲ့ပုံစံမျိုး ဖြစ်ပေါ်တတ်တယ်တီးတဲ့စကားလုံးလောက်အောင်တော့ကျွန်တော်ကမပြောတတ်ပါဘူးအဲ့ဒီအတွက်ကြောင့်ကိုပေါင်ကိုကြံဖန်ဖြည့်တွေးပါလို့အကြံပေးချင်ပါတယ်အိမ်တော်ရှင်မိတ်ဆွေများဖို့ကတော့ကိုရဲ့အိမ်တော်ဘက်ထဲမှာပဲဖြစ်ဖြစ်ကိုထက်ငယ်ရတဲ့သူတွေပဲဖြစ်ဖြစ်သူတို့ရဲ့နှောက်ယှက်မှုပြက်တလာရှာမှုအလိုက်ကန်းစိုးမသိမှုကြောင့်ကိုရဲ့အိမ်တော်ကြီးမှာကတော့ဆရာဖြစ်တတ်တယ်အဲ့တော့ကိုကတနာပြီးတော့ သိပါစေတော့ဆိုတော့ပြောလိုက်တဲ့စကားတဲ့တခွန်းကြောင့်ကိုယ့်ရဲ့အိမ်အောင်ဘက်နဲ့အဆင်မပြေမှုအိမ်အောင်ဘက်နဲ့အမျိုးဆွေတွေနဲ့ပတ်သက်ပြီးအဆင်မပြေမှုကိုယ့်ရဲ့အိမ်ဝေးမတရားမှုတွေသူ့ကြောင့်ဖြစ်တတ်တယ်။အဲ့တော့မီးလောင်ရလေပင်မြောက်ထိုးပင်ကောကရုံးကြိုက်ဆိုတဲ့ဟာမျိုးတွေကြောင့်အိမ်အောင်ရေးမှာအဆင်မပြေမှုတွေဖြစ်တတ်တယ်။အဲ့တော့ကိုကလည်းမထူးတော့ဘူးပေါက်တဲ့တခုမထူးတော့ဘူးဆိုပြီးတော့ကိုသိကျင်သောကိစ္စကိုလေ့လာမယ်စုံစမ်းမယ်ထောက်လှမ်းမယ်ဆိုပြီးတော့အဲ့တော့အခဲမကြေတဲ့ပုံစံကိုလည်းစားချင်နေတာမျိုးလေ တဲ့ဖြစ်ပေါ်လာတယ်အဲ့တော့တန်တရားရှိမဲ့အလုပ်မလုပ်နဲ့ဒီဘဝဒီညနဲ့ပဲအပြီးပြောင်းလုပ်လိုက်တော့အညိုးအတေးတွေရှည်ရှည်ွက်အထားပါမယ်လို့အကြံပေးချင်ပါတယ်ဒီဝါသနာပါလို့ထီထိုးခြင်းနဲ့တင်းလာသားမင်းများဖို့ကတော့ကြောင်လေးတွေအိမ်မွေးတိရစ္ဆာန်လေးတွေရဲ့အနီးနားမှာရှားကြည့်ပါကဲညံ့တာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရည်အနေနဲ့ကတော့ တိတ်ရခဲ့ခေါင်းအုံးစုံများကိုတန်ရှင်းရေးလုပ်ပါလျှော်ပါဖို့ပါအစ်စ်လဲပါလို့အကြံပေးခြင်းပါလေအဲ့ဒီချီရနဲ့စတင်ပြီးတော့တင်းနာသားပြီးအားလုံးကံတော်ကဲဒီလောက်ပါပဲကျွန်တော်မိတ်ဆွေတင်းနာသားပြီးရောက်တိုင်းရောက်တိုင်းကျမ်းမာချမ်းသာဘုရားဆန္ဒပြည့်ဝပါစေလို့ဆန္ဒပြုမြတ်တာပို့ပါတယ်ကျွန်တော်ကျော်စင်ဟိတ်ခံပဲဖြစ်ပါတယ်ငါးသားပြီးမိတ်ဆွေများအားလုံးမင်္ဂလာပါငါသားသမီးတွေအတွက်29ရက်17လ2025မှာ3ရက်17လ2025အထိပဲဖြစ်ပါတယ် ရင်သာသားသမီးတွေရဲ့ရင်ထဲမှာဘဝနောင်ရေးအတွက်ဖြတ်သန်းရမယ့်လက်ကျန်အချိန်ခါတွေကိုကြိုတင်စဉ်းစားရင်းနဲ့ဥပမာရင်မောနေရတဲ့ငါဘလို့ဆက်သွားမလဲဘလို့ပြန်မမယ့်ဟာတွေငါဘလို့သိတယ်အဲ့ဒီအတွက်ကြောင့်ဘလို့လုံးရင်ကောင်းမလဲဆိုတဲ့အကူအညီနဲ့အခုရင်ထဲမှာဘလို့ဆိုတဲ့ဖြစ်နေတယ်အဲ့တော့ဘလို့ပဲမဆိုတဲ့မဟုတ်ဘူးလေဒီဝိရောက်တော့ဒီပုံစံပေါ့နောက်တစ်ဝိရောက်တော့နောက်ပုံစံပေါ့ဒီဝိရောက်တော့ဒီတက်တဲ့ပုံပေါ့ဘလို့ဟာမျိုးပဲဖြစ်နေပါစေဟိုးကို့ ကလေးဘဝနဲ့ဒီချိန်ဒီတော့မှပဲရအောင်ဖြတ်တန်းခဲ့တယ်နဲ့လက်ကျန်အချိန်ခါလေးမှာကြောက်ကြီးဒီမခက်ခဲတော့ပါဘူးเนาะမျောလင်တောင်းတရည်ရွယ်ချက်ကချိုးချမ်းမယ်ချွေတာမယ်စူဆောင်းမယ်အလုံးနဲ့လက်နဲ့မပြအောင်လုပ်မယ်အဲ့တော့ပင်မရင်ပင်မပါသေးလူတွေပေါ်မိခင်စိတ်နဲ့သူတော်ကောင်းစိတ်နဲ့ကြကြနာနာရှစ်ဆက်နိုင်ဖို့လို့ပဲဒါရည်ရွယ်နေတဲ့ဥတည်နေတဲ့ဆိုတော့ရည်မှန်းချက်မျောလင်ချက်ပုံမှန်ရှိနေပါတယ်အဲ့တော့ ခေါင်းထဲမှာအကြံဉာဏ်ကောင်းတွေရှိတယ်။ယင်ထဲမှာလည်းစေတနာမြင့်တာတွေအပြည့်ရှိတယ်။ကိုလုံနိုင်ဖို့ပဲလို့လည်းလုံနိုင်ရင်တော့ငါအောင်မြင်မှာပဲ။ငါ့ကိုငါပဲအားကိုးတယ်ဆိုတဲ့ပုံစံမျိုးတွေတော့ပြောလဲတောင်းတနေပါတယ်။အဲ့တော့ကိုယ့်ရဲ့ရည်ရွယ်ချက်ရည်မှန်းချက်မှန်းတိုင်းမြန်မြန်ဆန်းဆန်းရောက်ရှိပြီးအကောင်အထည်ပေါ်နိုင်ပါလိမ့်မယ်။မမျော်လင့်မဲ့ဘလို့ဟာမို့ကြုံမလဲအရာအလုံးထက်တာလွန်ပြီးတော့အောင်မြင်မှုတရဘူးစောင်းတဲ့အကိန်းကိုရရှိပါလိမ့်မယ် စကားပြောတာမှာခยีသွားရမှာအလုတ်လုတ်တဲ့အခါမှာခยีဝေးသွားတဲ့ရည်ရွယ်ချက်ရည်မှန်းချက်အကုန်လုံးဒီကိုယ့်အတွက်အဆအဆရရအဆမှာတော့ပင်ပန်းခက်ခဲမဲ့နောက်ပိုင်းအောင်မြင်မှုရပါလိမ့်မယ်လို့ပြထားပါတယ်။စိန်ကြီးဆရာပူပင်တော့ကအနေနဲ့ကတော့ကိုယ့်ရဲ့ရည်ရွယ်ချက်ရည်မှန်းချက်တွေရိမ့်ရင်တိမ်းဆောင်လွဲချော်မှာဘူးပဲတွေးပြီးတော့စိန်ကြီးပူပန်မှုတွေဖြစ်နေရတတ်ပါတယ်။ငယ်ရွယ်တဲ့အင်္ဂါသားသမီးတွေကန်စတာမှာဆိုလို့ရှင်တော့ နေရာတိုင်းကြီးကိုအကြောင်းပြုပြီးတော့စိတ်မချမ်းမြေ့စရာလည်းဖြစ်နေရတတ်တယ်။အလိုဆန္ဒမပြည့်ဝတဲ့ပုံစံမျိုးတွေဖြစ်နေရတတ်တယ်။ငွေကြေးနဲ့ပတ်သက်ပြီးဝင်ဝင်နဲ့ပတ်သက်လို့ကတော့မဆိုးပါဘူး။ဒါပေမဲ့ကိုယ့်ရဲ့နေရာတိုင်းကနောင်ရည်တွေကိုပဲတွေးပူတယ်။နောက်တစ်ခါကိုယ်မတွေ့ခြင်းမမြင်ခြင်းနဲ့လူတူတယောက်ကြောင့်ကိုယ်မှာစိတ်အနှောင့်အယှက်ဖြစ်စရာတွေကြုံတွေ့နေရတတ်တယ်။အဲ့ဒီအတွက်ကြောင့်တွေးလိုက်တိုင်းမြင်လိုက်တိုင်းမှာကြားလိုက်တိုင်းမှာစိတ်ကြိုစရာတွေပဲဖြစ်နေရတတ်တယ်။အဲ့လိုစိတ်အနှောင့်အယှက်ဖြစ်စရာတွေကြုံတွေ့ရတတ်တယ်။အဲ့ဒီအတွက်ကြောင့် ကိုယ်အနည်းနာပတ်ဝန်းကျင်ကိုတန်ရှင်းရေးလုပ်ခြင်းအားဖြင့်အဲ့ဒီစိတ်ညစ်စရာပုံဝင်တော့ကလေးအားလုံးပြည်လည်သွားပါလိမ့်မယ်တန်ရှင်းရေးဆိုတာအရှုပ်တွေကိုရှင်းခိုင်းတာအရှုပ်တွေကိုရှင်းတာတော့ကိုယ့်ရဲ့ရင်ထဲမှာရှုပ်နေတာတွေလည်းအားလုံးရှင်းပါမှာဒါဓာတ်တူတယ်လို့ခေါ်တယ်နော်ကဲအိမ်တော်ရှင်မိတ်ဆွေများဟိုကတော့ယောက်ျားနောက်ဆက်မိန်းမနောက်ဆက်ဂျုံရတဲ့အပြင်မနိုင်ဝင်ထမ်းရတဲ့အိမ်တော်ရေးကိစ္စမိသားစုကိစ္စအကုန်လုံးဒီကိုတောင်းတယ် ို့ရဲ့ပင်ပန်းမှုကိုကတင်များလို့ပတိချိုးချုံညီမမနေတဲ့ကမနေတဲ့တော့ပူလောင်ရတာပူလောင်တော့ပင်ပန်းတော့အဲ့တော့ကိုလုတ်တဲ့ပြက်တနာကိုလုတ်တဲ့ကိစ္စပဲကိုပြန်ပြီးတော့စိတ်ညစ်ရတာကိုသူ့လူရတဲ့ဒါကအိမ်တော်ကြီးနဲ့ပတ်သက်ပြီးအဲ့တော့ယောက်ျားနောက်ဆက်မိန်းမနောက်ဆက်နောက်ထပ်၅ရက်ပဲမှာအားလုံးဒီတော့ပဲအစ်စ်ပြီးသွားပါလိမ့်မယ်နော်။ Okay သွားမယ်ဆိုတော့တစ်ခါတော့ကပြင်မနာပါ ော့ပြင်မလာအဲ့တော့နေပြီးတော့မပေါ်သေးဘူးအဲ့မှာကျွန်တော်ကဆောက်လို့ရတယ်ဆောက်လို့တည်းရလဲဆက်ဆံတယ်ဆေးရုံပါအဲ့တော့ဆေးရုံလူနာသွားဆောက်လူနာလည်းသွားလည်းဆောက်လည်းဆောက်အဲ့ကမိမကြီးပြောက်ပါသူကြီးလေးကြီးမကောင်းဘူးဆေးရုံလာတယ်ဆေးုံလာလဲလာလဲတက်လဲပေါ့လူနာဆောင်နေအပြင်ခွက်ဆိုပြီးဆရာဝင်လှည့်ဆရာလှည့်တယ်ပေါ့နော်လူနာတွေစစ်စစ်မဲ့ဆို ဲ့ဒါနဲ့ဆရာဝန်တွေထွက်လာတယ်ဒန်းစီညစမာတွေရောပါလီရောညာတွေရောပလီမနော်ရေလုံးနဲ့ပါလီရောထိလိုက်အဲ့ပုံစံမျိုးထွက်လာတော့အခွားကြီးကသူကအာဟုရကြီးနဲ့ဆရာဝန်ကိုဝေးတယ်ဆရာကလည်းကျမမီးလေးချေတယ်ဆရာဝန်ကโอเคโอเคတဲ့အဲ့ဒါနဲ့အဲ့ဒီအခွားကြီးကအခန်းထဲကျွန်တော်လည်းနောက်ပါလေလိုက်အကဲခတ်ကြည့်တော့သူမီးလေးကသေးတာတောင်းနေပြီโอ้တောင်းဆုံးကလေးကလေးလေးပါနေနေတာတောင်းအဲ့ဒါနဲ့ ွားကြီးကဘလို့ဟောလဲဆိုတော့အောက်မြက်လေးဥခေဆိုတာသေတာပါတော့တယ်အခုလဲဥခေပါဗျာနော်ကဲအဲ့တော့ရေရရာအနေနဲ့ကတော့အဲရေရရာမပြောခင်မှာသီဝသနာပါလို့ထီထိုးခြင်းနဲ့မိတ်ဆွေများပူတော့အုတ်ထုတ်တွေထားတဲ့နာမှာရှာကြည့်ပါညနာလေးပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရေရရာအနေနဲ့ကတော့ပါလို့ရမယ်အိမ်နာရေးဆေးမယ်တောက်ရေကိုယ်တိုင်ရေထည့်မယ် တောက်ရည်လှူမယ်ရေတန့်လှူမယ်အဲ့ဒီဟာလေးလုံပေးလိုက်ခြင်းအပြင်အညံ့တွေအားလုံးပြေပြောက်သွားပါလိမ့်မယ်လို့ပြောရင်အင်္ဂါသားသမီးတွေများအတွက်ဒီလောက်ပါပဲဗျကဲအင်္ဂါသားသမီးအားလုံးကြားမှာချမ်းသာလူဝဆန္ဒပြေဝပါစေလို့ဆန္ဒပြုမြတ်တာပို့ပါတယ်အားလုံးโอเคပါနော်ဗုဒ္ဓဘုရားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါဗုဒ္ဓဘုရားသမီးတွေအတွက်28ရက်17လ2025မှာ3ရက်17လ2025ဒီပဲဖြစ်ပါတယ်ဗုဒ္ဓဘုရားသမီးတွေရဲ့ရင်ထဲမှာ အလုံးလုံးနေဒေါသထွက်တဲ့စိတ်တူတယ်ဘသူ့ကိုစိတ်တူလို့တူမှမဖြစ်ဘူးအဲ့တော့ကိုကိုကိုလည်းစိတ်တူတယ်သူများကိုလည်းစိတ်တူတယ်စိတ်တူတဲ့ဝေဒနာဒီကာလအတွင်းခံစားနေရတယ်နောက်ပြီးတော့ကျန်းမာရေးနဲ့ပတ်သက်ပြီးခန္ဓာကိုယ်အတွင်းပိုင်းနဲ့ပတ်သက်တဲ့ယောဂဝေဒနာများပဋိထားဖို့အရေးကြီးပါတယ်လမ်းကြီးသွားတဲ့အခါမှာသွားရေးလာရေးအတွက်လမ်းကြီးမှာအဆင်မပြေတာမျိုးတွေစိတ်နှောက်ယှက်ဖြစ်စရာအဲ့လိုဟာမျိုးတွေတစ်ခုမဟုတ်တစ်ခုကြံဖန်ပြီးတော့ကြုံတွေ့ရတတ်တယ်လို့ ရင်ရထားကိုအကြောင်းပြုပြီးတော့လဲစိတ်ညစ်စရာလေအဲ့ဒီအကြောင်းအရာတွေကိုအခုဒီနေ့မှာစဉ်းစားကြည့်တော့နေပါတယ်။မျောလဲတောင်းတရည်ရွယ်ချက်ကကို့ဒုက္ခပေးတဲ့လူတွေနဲ့ဝေးတဲ့ဝေးအောင်အဲ့လိုမျိုးတောင်းကိုရင်ရထားမှာပဲမျောလဲနေပါလေ။မမျောလင်မဲ့ဘလို့မှမဟုတ်ကြုံမလဲ။သားသမီးအတွက်နေရတဲ့သူတွေအတွက်သူတို့ရဲ့တင်ကြရေးသူတို့ရဲ့ဝါသနာသူတို့ရဲ့အဖြစ်အကျဆုံးစံနာတွေတတ်နိုင်တဲ့ဘက်ကပြည့်စည်ပေးဖို့ ကူညီပေးဖို့ပံ့ပိုးပေးဖို့စိတ်ချမ်းသာအောင်ဖားဖို့အဲ့တလို့ဟာမျိုးတွေနဲ့ကိုယ်မှာရှစ်ဆက်ရတာမျိုးကြုံပေးပါလိမ့်မယ်စိတ်ညစ်စရာအနေနဲ့ကတော့ချစ်ချင်းမြတ်တာအတွက်စိတ်ညစ်ရတယ်လို့ငွေကြီးအတွက်စိတ်ညစ်ရတယ်မိသားစုပေါ်ပေါ်တည်တည်လုံလောက်လောက်ပြည့်ပြည့်စုံစုံဖြစ်ဖို့အတွက်ကိုယ်ပဲစိတ်ညစ်နေရတတ်တယ်အဲ့တော့ကိုယ်မှာလုံလောက်ပါနေရတဲ့ကိုယ့်ရဲ့အတုံးမကြောက်မှုကြောင့်စိတ်မပြေဘူးဖြစ်တာပါပဲစိတ်ညစ်စရာလေးဖြစ်တတ်တယ်ကဲငယ်ရွယ်တဲ့ သားသမီးတွေကန်ဆာတာမှာအကြောင်းအမျိုးမျိုးကြောင့်ကွဲကွာခဲ့တဲ့သူတွေနဲ့ပြန်လည်ဆုံတွေ့တာရက်ဆိုင်ထားတဲ့အလုပ်တွေနောက်တစ်ကြော့ပြန်လည်လုပ်ကြရတာမဆက်သွယ်တော့ဘူးဆိုတဲ့သူတွေနဲ့ပြန်လည်ဆက်သွယ်မှုရရှိတာအမလို့ဟာမှုတွေရပြီးတဲ့အပြင်ကျမ်းမာရေးနဲ့ပတ်သက်ပြီးလို့ရှင်လည်းအကောင့်ကပရိကောင်းကောင်းမှုစိတ်ချမ်းသာစရာတွေကြုံပါလိမ့်မယ်အခြေအနေနဲ့ပတ်သက်လို့ရှင်လည်းပြန်လည်ပြီးတော့အဆင်ပြေမှုတွေကြုံပါလိမ့်မယ်ပြန်လာပါလိမ့် အိမ်အောင်ရှင်မိတ်ဆွေများကတော့ပြဿနာတစ်ခုပြီးတစ်ခုကြံခံပြီးတော့တက်တက်တဲ့သတိထားပါအဲ့တော့ကိုယ့်ဘက်ကပြဿနာရှာနေတာကိုယ့်ဘက်ကရန်လုံချင်တာကိုယ့်ဘက်ကစပြီးတော့အကြီးအကျယ်ပြဿနာရှာနေတာဒီကြောင်းစိတ်ရစရာဖြစ်တတ်တယ်အဲ့တော့ပြဿနာမရှာနဲ့ကိုလွန်လာလားသူလွန်လာလားဆိုတာကိုတည်တည်ချာချာစဉ်းစားပြီးတော့ဘူးလို့ပါတယ်ဗျာ ဒီဝါသနာပါလို့ဒီထိုးခြင်းနဲ့မိတ်ဆွေများပေါ့တော့အိမ်ဘေးနံရံနေမှာရှာကြည့်ပါမိမိအိမ်ရဲ့အိမ်ဘေးနံရံနားမှာရှာကြည့်ပါကြည်ညာဓာတ်တွေပြပြောက်ပြီးခေါင်းကျိုးချမ်းသာရရှိဖို့ရတရားအနေနဲ့ကတော့ခยีသွားမဲ့သူကိုလမ်းစီလှူမဲ့စားစီလှူမဲ့အဲ့ဒါလိုလှူဒန်းခြင်းအားဖြင့်အညံ့နေအလုံးပြပြောက်ပြီးတိတိတတလက်လာပါရှင်လန်းပြီးကိုလည်းကံကောင်းသွားပါလိမ့်မယ်ကဲဘုံတခုသားသမီးများတို့ကဒီလောက်ပါပဲကျွန်တော်မိတ်ဆွေဘုံတခုသားသမီးရောက်တိုင်းရောက်တိုင်း ကျမ်းမာချမ်းသာလိုအပ်ဆန္ဒပြေဝပါစေရလို့ဆန္ဒပြုမြေတာပို့ပါတယ်ကျွန်တော်ကျော်စင်ဖန်ပါဂျာတာပရိသသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါဂျာတာပရိသသမီးတွေအတွက်29ရက်17လ2025မှာ3ရက်17လ2025ထိပဲဖြစ်ပါတယ်ဂျာတာပရိသသမီးတွေရဲ့ယဉ်ထဲမှာတော်တော်တော်ထူးဆန်းတယ်ငယ်စဉ်တောင်ကြီးခလေးဘွားကတန်ရုံးစဉ်ဖြစ်ရတဲ့သူတွေနဲ့ပြန်လည်ဆုံတွေ့ဖို့တတ်နိုင်တဲ့ဘက်ကအကူအညီတွေပေးနိုင်ဖို့ အဲ့ဒါလိုအကြောင်းအရာတွေကိုအခုရင်ထဲမှာကြံဖန်ပြီးတော့စဉ်းစားမိတာတွေးတောမိတာမျိုးဖြစ်တတ်တယ်။အဲ့တော့နေစဉ်တောင်ကြီးကလေးဘွားကကောင်းတည်ဖြစ်စီမကောင်းတည်ဖြစ်စီအဲ့တော့ကိုယ့်ဘက်ကနေစတင်ခွင့်လွှတ်တာတတိယတာသူတတိယတည်ဖြစ်စီမရတည်ဖြစ်စီကိုယ့်ဘက်ကတန်တာမိတာတတိယမိတာအဲ့ဒါလိုအကြောင်းအရာလေးတွေအခုရင်ထဲမှာစဉ်းစားတွေးတောနေပါလေ။တတ်နိုင်တဲ့ဘက်ကကူညီဖို့တည်တည်ဖြစ်စီမတည်တည်ဖြစ်စီကိုယ့်ဘက်က အခုညီပေးဖို့ကိုပဲအခုစဉ်းစားတွေးတောနေပါတယ်။မျောလင်းတောင်းတရည်ရွယ်ချက်ကတော့အဝေးတနေရာကသတင်းကောင်းဆက်သွယ်ကောင်းတွေလိုချင်တယ်။ဝင်ငွေနေတဲ့ပတ်သက်ပြီးကံကောင်းဖို့လုပ်ငန်းကံကံနေနဲ့ပတ်သက်ပြီးအဆင်ပြေအောင်လုပ်ဖို့အဖိတ်အဆင်အဆုံးရှုံးမရှိဘဲနဲ့အောင်မြင်မှုရရှိအောင်လုပ်ဖို့ကိုအခုရင်ထဲမှာစဉ်းစားတွေးတောနေပါတယ်။ပြောလိုက်ရင်တော့စူဆောင်းမယ်ချို့ချာချို့ချံမယ်ချွေတာမယ်စူဆောင်းမယ်ဆိုတဲ့စိတ်က ပါဇက်ကတလုံးမှမချအောင်လှုပ်လိုက်လို့ရှိရင်ပတ်စံလက်ထဲမှာရှိရင်ဘလို့သုံးအောင်လဲဆိုဂျာဖန်စဉ်းစားနေတာဂျာလာဘေးသားသမီးတွေပါပဲအဲ့တော့ဂျာလာဘေးသားသမီးတွေကအဲ့တိုင်းရှိတယ်နော်ကဲအခုမမျှော်လင့်မဲ့တဲ့ဘလို့ဟာမို့ကြုံမလဲခေါင်းပူခေါင်းရှုပ်စိတ်ညစ်စရာတွေကြံစည်သလိုမဖြစ်ဖဲနဲ့လွဲချော်မှုတွေကုံကြစရိတ်တွေဘယ်ဟာမှမသိဘလို့အပေါက်ရှာပြီးတော့ဝင်လာတတ်တယ်ဝင်ငွေရတာမဝင်ဘူးကုံမဲ့ဟာတွေကတော့ကြံခံပြီးတော့တန်းစီတာမျိုးဖြစ်တတ်တယ် အဲ့တော့မားများမားနေတာမသိဘူးเนาะအဝင်နဲ့အထွက်နဲ့များကဲအခုစိတ်ညစ်စရာနဲ့ပတ်သက်ပြီးဂျာတာပေးသားသမီးတွေမှာဘာတွေရှိလဲအေးအေးဆေးဆေးတယောက်တည်းနေခြင်းလဲဘသူ့ကိုမှဒုက္ခလည်းမပေးခြင်းဘူးဝမ်းနေစရာလည်းမပြောခြင်းဘူးဝမ်းသာစရာလည်းမပြောခြင်းဘူးတယောက်တည်းအေးအေးဆေးဆေးလေးနေပလိုက်ခြင်းနဲ့စိတ်ဆန္ဒတွေကြောင့်ကိုယ်မှာစိတ်ညစ်နေရတတ်တယ်အဲ့ဒါလို့လှုပ်ဖို့ကလည်းမဖြစ်ဖွက်သွားဖို့ကလည်းမဖြစ်ရှေ့ဆက်နေဖို့ကလည်းစိတ်ညစ်စရာ တွေ့ရမြဟာတွေကလည်းဒေါသထွက်စရာအဲ့လိုဟာမျိုးတွေကြာတာပြေးသားသမီးတွေမှာကြုံတွေ့ခံစားနေရတတ်ပါလေဒီချိန်မှာမမျော်လင့်မဲနဲ့ငယ်ဝယ်တဲ့ကြာတာပြေးသားသမီးမှာဘလို့ဟာမျိုးကြုံမလဲယောက်ျားနောက်ဆက်မိန်းမနောက်ဆက်ကြုံတွေ့ရတတ်တယ်အရင်တော့ကတော့အကောင်းဆိုပြီးတော့ကိုကပျော်ရွှင်မိတာပေါ့ကိုရဲ့လှုပ်ဝဲစရာဂိမ်းတွေလှုပ်ဝဲစရာကိစ္စတွေကိုမနေနိုင်မထိုင်နိုင်ဖွင့်ဟမိတဲ့အတွက်ကြောင့်လဲကိုမှာ အဲ့ဒီလူတွေကကိုယ့်ကိုသဘုတ်လေးပဲပြောတာ၊ကွဲရတစ်မျိုးရှိတစ်မျိုးအဲ့ဒါလို့ဟာမျိုးတွေနဲ့ရင်ဆိုင်ရတတ်တယ်ကြုံတွေ့ရတတ်ပါတယ်ဗျာ။စာရစာကျုပ်စာတန်းစာရွက်စာတန်းနေရာထိုင်ခင်းကိုအကြောင်းပြုပြီးတော့လဲစိတ်ညစ်စရာတွေဖြစ်တတ်တယ်။စာကျုပ်စာတန်းကိစ္စလည်းစိတ်အနှောင့်အယှက်ဖြစ်စရာတွေကြုံတွေ့ရတတ်တယ်။လက်စမတတ်သေးပဲနဲ့အဲ့တော့စာရွက်စာတန်းကိစ္စတွေနဲ့ပတ်သက်ပြီးစိတ်ပြည့်စည်စရာတွေဖြစ်တတ်တယ်။ အခြေအနေနဲ့ပတ်သက်ပြီးလို့ရှင်လဲဒီချိန်မှာညံ့နေသေးတယ်အနောက်ရှက်မျိုးစုံလာတတ်တယ်အတ္တိထားရမယ်နော်အိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့အံ့ဩစရာကောင်းတော့ပဲအိမ်အောင်ကြီးလည်းตายရမယ်စီးပွားရေးလည်းအဆင်ပြေမယ်ဝိဇ္ဇာတွေသူတော်စင်တွေကုညီမဆလိုက်သလိုမျိုးအိမ်အောင်ကြီးနဲ့ပတ်သက်ပြီးထူးထူးခြားခြားစိတ်ချမ်းသာစရာတွေကြံဖန်ဖြစ်ပေါ်လာလိမ့်မယ်အဲ့တော့အဲ့ဒါလို့ပူကောင်းတဲ့ကောင်းကိုပါလောက်ရမယ်ဆိုလို့ရှင် ။ခမင်းစားဇပွဲ၊စာကြီးဇပွဲအဲ့လိုဟာမျိုးကိုတန့်ရှင်းလုပ်ပါ။ပြောင်းလျောင်းစေးကြောပါ။နောက်စေးတွေပါတွေတုတ်ဆရာရှိတာတုတ်ပါ၊ချွေပြားတွေပါကတ်ဆရာရှိတာကတ်ပါ။အဲ့လိုဟာမျိုးလုံးလိုက်ပါ။အဲ့တော့အိမ်တွင်းရေးကိုတန့်ရှင်းလုပ်ခြင်းအပြင်ကြာသာပေးသားသမီးတွေအိမ်အောင်ရေးနဲ့ပတ်သက်ပြီးပူပင်တော့ကအားလုံးငြိမ်းရေးသွားပါလိမ့်မယ်။ဒီဝတ္တနာပါလို့ထီထိုးခြင်းနဲ့ကြာသာပေးသားမိများဖို့ကတော့ခྱི་သွားမဲ့ကားအမဲရောင်ရဲ့နံပါတ်များဒီကို့အတွက်ထီကနန်းဖြစ်သွားပါလိမ့်မယ်။ ကဲညံ့တာတွေပြပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရတရားအနေနဲ့ကတော့ခရီးသွားမဲ့သူကိုပဲလမ်းစိတ်စားစိတ်လှူဒန်းခြင်းအားဖြင့်အညံ့တွေအားလုံးပြပြောက်ကောင်းမှုပြီးလက်လာပါရှင်လန်းသွားပါလိမ့်မယ်။ကဲကြာသာပြီးသားသမီးရောက်တိုင်းရောက်တိုင်းချမ်းသာချမ်းသာလူဝဆန္ဒပြည့်ဝပါစေရလို့ဆန္ဒပြုမြေတားပို့ပါတယ်ကျွန်တော်ကျော်စင်ခံပါ။တောက်ကြသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါ။တောက်ကြသားသမီးတွေအတွက်29ရက်17လ2025မှ3ရက်17လ2025ဒီပဲဖြစ်ပါတယ်။ တောက်ကြသားသမီးတွေရဲ့ရင်ထဲမှာကိုယ့်ရဲ့မိသားစုတပွဲတပြားစီဖြစ်တဲ့ကိစ္စငြိမ်းချမ်းမှုမရှိတဲ့ကိစ္စနောက်စီးပွားရေးကျတဲ့ကိစ္စအောင်မြင်မှုကြီးကြီးမားမားနေပြီးတော့မျော်လင့်ထားသလိုမဖြစ်ဘဲနဲ့အဆိုးဆုံးတွေရင်ဆိုင်ရတဲ့အကြောင်းအရာတွေကိုတောက်ကြသားသမီးတွေအခုစဉ်းစားတွေးတောနေပါတယ်။တောက်ကြသားသမီးတွေရဲ့မျော်လင့်တောင်းတရည်ရွယ်ချက်ကဘလို့အခြေအနေမျိုးပဲဖြစ်ဖြစ်ပြန်ပြီးတော့ဥမောအောင်လုပ်မယ်။ စီးပွားရေးနဲ့ပတ်သက်ပြီးအောင်မြင်အောင်လုပ်မယ်နလန်ထအောင်လုပ်မယ်ကျမ်းမာရေးကောင်းအောင်လုပ်မယ်ဘသူရှိရှိမရှိရှိငါ့ကူငါတယောက်တည်းလဲစူးစမ်းမယ်ဆိုတဲ့ရည်ရွယ်ချက်ဒါကိုယ့်ရဲ့ရင်ထဲမှာမျောလင့်တောင်းတနေပါတယ်ကိုမျောလင့်သလောက်လဲကိုလုတ်သလောက်လဲအကျိုးရှိပါလိမ့်မယ်လို့ပြထားပါတယ်မမျောလင့်မဲနဲ့ဘလို့ဟာမို့ကြုံမလဲအရန်ပင်မနဲ့စိတ်ကောလူရောတဘွားလုံးပင်မနာဒီချိန်ကြီးလဲပင်မအောင်မယ်နောက်ထပ်လဲထပ်ပြီးပင်မအောင်မယ်လို့ပြထားပါတယ်အဲ့တော့ အောင်မြင်မဲ့သူတွေမှာတက်တောင်တတာမရှိဘူးလေเนาะကြွယ်ဝကျင်တာချမ်းသာကျင်တာအောင်မြင်နေတယ်ဆိုလို့ရှင်တော့အပင်မခံရမှာပေါ့သူများတွေနာနာနေနေနေတဲ့အချိန်မှာကျွန်တော်နာနာနေနေမနေဘူးအလုတ်လုတ်နေတယ်ကြိုးစားနေတယ်သူများတွေဂိမ်းဆော့နေတဲ့အချိန်မှာကျွန်တော်ဂိမ်းမဆော့ဘူးကျွန်တော်ကျွန်တော်စီကိုစာရေးတဲ့သူတွေအဲ့တော့ရရရတွေအဲ့လိုဟာမျိုးတွေကိုကျွန်တော်ဖတ်နေတယ်ကြည်နေတယ်အမြဲတမ်းစူးစမ်းနေတယ်စူးစမ်းနေတဲ့သူအဖို့ကတော့အောင်မြင်မှုရမှာပဲပြီးနေတဲ့သူအဖို့ကတော့ ောင်းမြင်မှုဆိုတာသူတို့စီမလာနိုင်ဘူးလေနော်အဲ့ဒါလေးကိုသတိမူပါကဲစိတ်ညစ်စရာပူပင်တော့ကအနေနဲ့ကတော့ကိုယ့်ရဲ့မိသားစုပါရချမ်းမြေပွဲပျော်ရွှင်စရာကောင်းသောမိသားစုတွေပြည့်ပြည့်စုံစုံတိုက်တိုက်ဝုန်းဝုန်းချစ်ချစ်ခင်ခင်တဟီးဟီးနဲ့တဟားဟားနဲ့အင်မတန်စိတ်ချမ်းသာစရာကောင်းအောင်လုပ်ဖို့ပဲဖြစ်အောင်လုပ်ဖို့ပဲကိုယ်မှာစိတ်ညစ်နေရတတ်တယ်။ဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့ဘဝမှာအဲ့လိုပြည့်ပြည့်စုံစုံပျော်ပျော်ရွှင်ရွှင်ဆိုတာ ရုပ်ရှင်တွေဗီဒီယိုထဲမှာပဲကြည့်ဘူးတယ်လေကိုယ့်ရဲ့ဘဝမှာအဲ့ဒါမျိုးမှမရှိတာမရှိတဲ့အတွက်ကြောင့်ကိုယ်မှာစိတ်ညစ်မိတာပေါ့အဲ့တော့အဲ့ဒါလဲကိုယ့်အတွက်ကံကောင်းတာပဲဘာကြောင့်လဲအဲ့ဒါလို့များများဆဆတွေ့ပြီးပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ဘဝမှာအဲ့ဒါလို့မဖြစ်အောင်ကိုကစူးစမ်းဖို့ပဲလိုတော့တာပေါ့နော် ငယ်ရွယ်တဲ့တောက်ကြပါမနီတွေကန်စာတာမှာကောင်းသောအပြောင်းလဲခြင်းတွေကြုံမယ်အခြေရေးအိမ်အောင်ရေးစီးပွားရေးအဆက်အစအရာပညာရေးအကုန်လုံးတိုးတက်ပြောင်းလဲမှုတွေကြုံပါလိမ့်မယ်အိမ်အောင်ရှင်မိတ်ဆွေများကတော့ကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်းအကြံဉာဏ်ပေးတဲ့အတိုင်းလုပ်လိုက်တဲ့အတွက်ကြောင့်အိမ်အောင်ရေးလည်းအဆင်ပြေမယ်ကိုယ့်ရဲ့အိမ်အောင်ဘက်အကဲဒီယူဆိုင်ခြင်းကျင်နာခြင်းယူရခြင်းကျင်နာခြင်းမျက်နှိုးခြင်းအားမျိုးစုံအောင်ကိုစိတ်ကျင်တဲ့ပီတိဖြစ်เสียကောင်းလောက်အောင်ပဲဝမ်းသာစရာတွေကြုံပါလိမ့်မယ်တဲ့ဗျာ ီဝသနာပါလို့ထီထိုးခြင်းနဲ့တောက်ကြသားမင်းများဖို့ကတော့ဓာအဟောင်းတွေရဲ့နားမှာရှားကြည့်ပါဆက်အဟောင်းတွေဓာအဟောင်းတွေအဲ့ဒီများမှာမိတ်ဆွေအတွက်အကျိုးပေးသောကဏ္ဍတစုံတရာတွေ့ရပါလိမ့်မယ်။ကဲညံ့နာလေးပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရအနေနဲ့ကတော့ခွေးများကိုအစာအစာအာဟာရကျွေးမွေးခြင်းအပြင်အညံ့တွေအလုံးပြပြကောင်းမွန်သွားပါလိမ့်မယ်လို့ပြောရင်းတောက်ကြသားမင်းများအတွက်တစ်ပတ်စာအပေးတင်ဒီမှာပဲညီကုန်းချုပ်ပြရစီ ကျွန်တော်ကြော်စင်ဖန်ပါတောက်ကြသားမီရောက်တိုင်းရောက်တိုင်းကျမ်းမာချမ်းသာလိုအပ်ဆန္ဒပြည့်ဝပါစေရဲ့လို့ဆန္ဒပြုမြစ်တာပို့ပါတယ်ဗျာစနေသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါစနေသားသမီးတွေအတွက်28ရက်3လအဲ28ရက်7လ2025မှာ3ရက်12လ2025ထိပဲဖြစ်ပါတယ်စနေသားသမီးတွေရဲ့ယင်ထဲမှာအလုတ်အကိုင်းလုတ်ဖို့အောင်မြင်အောင်လုတ်ဖို့ နာမည်မကြအောင် လုပ်ဖို့စီးပွားရေးဖြစ်ထွန်းအောင်လုပ်ဖို့ကိုလုတ်တဲ့အလုတ်ကြကြနာနာလှလှပပလူထင်ကြီးအောင်လုပ်ဖို့ချို့ကြံချွေတာပြီးအောင်မြင်မှုဖြစ်အောင်လုပ်ဖို့အကြောင်းတွေကိုအခုရင်ထဲမှာစဉ်းစားတွေးတောနေပါတယ်လူတွေစိတ်ဝင်စားအောင်လုပ်မယ်ဆိုတဲ့အကြောင်းအရာကိုစဉ်းစားတာပေါ့နော်မျောလင်တောင်းတရည်ရွယ်ချက်ကပတ်စံနေအများကြီးစုမယ်အိမ်ကောင်းရာကောင်းနေတဲ့နေတိုင်းနေနိုင်အောင်ကြိုးစားမယ်ငါမှမရှိတော့ကဘလို့မျက်နှာငယ်ရတယ်အဲ့ဒီအတွက်ကြောင့်ငါဘလို့လုံးရမယ်ဆိုတဲ့အတွေးတွေနဲ့တား ကြကြနနလှုပ်ဖို့အောင်မြင်အောင်လှုပ်ဖို့ချိန်ပြီးတော့ကိုမအားခဲနေတယ်စူတောင်းနေတယ်ရည်ွယ်ထားတယ်လို့ပြထားပါဗျ။စနေသားသမီးတွေမှာမမျှော်လင့်မဲ့ဘလို့ဟာမိုးကြုံမလဲ။လက်ရှိနေအောင်စွန့်ခွာပြီးတော့နောက်ထပ်နောက်ထပ်နောက်ထပ်အောင်မြင်မဲ့နေရာကိုခြေလှမ်းသစ်စကျင်တယ်။အဲ့ဒီအတွက်ကြောင့်အဲ့လိုရည်ရွယ်ချက်တွေအကောင့်တွေတွေပေါ်ပို့ဖို့ကိုကြားရောက်လာပါလိမ့်မယ်။အဲ့တော့သေးကြလားသေးကြတဲ့ဆိုရင်လှုပ်မသေးကြရင်မလှုပ်နဲ့လို့အကြံပေးခြင်းပါလေ။ စိတ်ညစ်စရာအနေနဲ့စနေသားသမီးတွေမှာလက်ရှိနေရာမှာဒီလက်ရှိနေရာရဲ့ဝင်ငွေလက်ရှိနေရာရဲ့အောင်မြင်မှုကိုဒီလောက်နဲ့ပဲတင်းတိမ်နေတော့မှာလားဒီတဲ့ကောင်းတဲ့အခွင့်အရေးတွေငါမှမရတော့ဘူးလားဆိုတွေးပြီးစိတ်ညစ်နေရတတ်တယ်အဲ့တော့လက်ရှိနေရာကိုစွန့်ခွာဖို့ကလည်းအခက် နောက်ထပ်တနေရာကိုစွန့်စွန့်စားစားစူးစမ်းဖို့ကလည်းမဖြစ်နိုင်အဲ့ဒီအတွက်ကြောင့်ကိုယ်မှာတွေးပြီးတော့ခြေတုံချတုံဖြစ်ပြီးတော့စိတ်ညစ်နေရတတ်တယ်အဲ့တော့ရဲရဲလို့ပါအောင်မြင်ပါပါ 你原来身体大，怎么就干啥大嘛？干啥大的？来这来，房地产的，央企大的，央企大的，爸妈们老板呢？俺楼改表来哒，七千米长的，把这边地铁换，哪里要表呢？俺这楼下没爸妈们楼呢？你看那堆嘛，表水大的，股票没搞么？俺这路来表水路没搞的路，路来表水路没搞的路，企业嘛来表来的没楼呢？俺说得要做，得要做，不要做，不做。得啥稀稀，拿来木，回来把路，钱归钱嘛的。 အိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့တယောက်နဲ့တယောက်နီးလျက်နဲ့ဝေးဆိုတဲ့ပုံစံမျိုးနည်းနည်းလေးခက်စိမ့်စိမ့်လေးဖြစ်နေတတ်တယ်အဲ့တော့စောင်းကာလာဆိုတော့နည်းနည်းစိမ့်ပါပေါ့ဗျာအေးရဒီဘက်တို့လို့ပြောလေအဲ့ဒါမှပေါ့ဟလားဟိုအရင်တော့ကလေနင်းနဲ့ကနဲ့ညားကစားဒီလိုဟာမျိုးလေးတွေငယ်ဘူးငယ်သေးတငယ်ပြန်စမ်းမှာအဲ့ဒါမှအဆင်ပြေမှာပေါ့နော်အဲ့တော့ဘယ်ချိန်မှဖြစ်ဖြစ်လေဘလောက်ပဲမင်္ဂလာတက်တန်းနေဘလောက်ပဲရှိရှိမနေ့တနေ့ရလို့ပဲ ဟုတ်တယ်မလားအဲ့တော့အဲ့ဒါလေးမမေ့ပါနဲ့လို့အကြံပေးချင်ပါတယ်သူလည်းငငယ်တော့ဟာလို့ပဲကိုယ်ထင်တယ်ကိုယ်လည်းသူ့ငငယ်တော့ဟာလို့ပဲထင်တယ်မနေ့တနေ့ကလို့ပဲဆိုတော့တချင်းတည်းရလို့ပေါ့ဗျာနော်အဲ့တော့ကျင်နာမဲ့စကားလုံးနားလည်မှုတွေနဲ့ရှေ့ဆက်ပါလို့အကြံပေးချင်ပါတယ်ဒီဝါသနာပါလို့ဒီထိုးခြင်းနဲ့စနေသားမင်းများပို့ရတော့ကိုယ့်ကိုအချိန်ချင်းဒုက္ခပေးသောကလေသာချစ်တဲ့သော ရီစားဟောင်းချစ်သူဟောင်းလူဟောင်းမိဟောင်းဆွေဟောင်းအဲ့လိုဟာမျိုးတွေရဲ့အမည်နာမကိုအတိတ်ကောက်ကြည့်ပါကို့အတွက်ကံကောင်းအကျိုးပေးမဲ့ဒီကနန်းအဖြစ်ပြောင်းလဲသွားပါလိမ့်မယ်ကဲညံ့တာတွေပြေပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရွယ်အနေနဲ့ကတော့အလူဒါနတခုခုကိုပါဝင်လှူဒန်းပြီးတော့တက်နေလို့များထဲ့ဝင်ကြီးလိုက်ပါအဲ့ဒီခြေရနဲ့စတင်ပြီးတော့ကံကောင်းသွားပါလိမ့်မယ်သူများအလူလုံးမဲ့ကိစ္စသူများဖျားပန်းလူပဲငါငါလဲဒီလိုမျိုးသူများဖုံကြီးဆွန်းလောက်မယ်ငါလဲ ဘလောက်ထည့်ခြင်းလဲငါသူများအလှူသွားမယ်ငါလည်းထည့်ခြင်းလဲဒီလိုမျိုးလေးပေါ့နော်အဲ့တော့အဲ့ဒီလိုဟာမျိုးလေးပါဝင်ကြည့်လိုက်ပါအဲ့ဒီချိန်ကနေစတင်ပြီးစနေသားမီအားလုံးတိတိတသာကံကောင်းအညံ့တွေအားလုံးပြည့်ပြောက်သွားပါလိမ့်မယ်လို့ပြောရင်ကျွန်တော်ရဲ့တပတ်စာပေးတဲ့ကိုဒီမှာပဲနေကုန်ချုပ်ပြရစီစနေသားမီရောက်တိုင်းရောက်တိုင်းကျမ်းမှချမ်းသာလူဝဆန္ဒပြေဝပါစေရလို့ဆန္ဒကြီးမေတ္တာပို့ပါတယ်ကျွန်တော်ကြော်စေဟိတ်ဖန်ပါဗျာ